မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့ကိုစီသတင်းနဲ့အထွေထွေ YouTube Channel ကနေတနေ့တာရရှိတဲ့သတင်းအထောက်အထားတွေကိုအားလုံးစုစည်းပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးသတင်းအနေနဲ့ကတော့မွန်ပြည်နယ်အတွင်း Federal Force ဆောင်ရေးသတင်းပဲဖြစ်ပါတယ်ကျွန်တော်တို့မွန်နေအတွက်တစ်ချိန်ကမွန်ပြည်တပ်ပါတီစစ်ကောင်စီနဲ့တွားတွေ့ရဆိုပြီးတော့ဝိုင်းပြီးတော့အော်ကြဆဲကြတယ်ခဲတာအခုလက်ရှိအချိန်မှာတော့အဲ့လိုမဟုတ်ဘဲနဲ့ပြောင်းပြန်ပြီးပြီးကျွန်တော်တို့မွန်လူမျိုးတွေအတွက်နော်အားရကျင်းတ်စရာကောင်းတဲ့သတင်းလေးပဲဖြစ်ပါတယ် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့တတိယအကြိမ်ညီလာခံကိုပြီးခဲ့တဲ့ဇွန်လ14ရက်နဲ့15ရက်တွေမှာကျင်းပခဲ့ပါတယ်။ညီလာခံမှာ MSFC ရဲ့နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုစစ်ရေးပူးပေါင်းဆောင်ရွက်မှုနဲ့မွန်ပြည်ဖက်ဒရယ်ကောင်စီအကဲအခန်းကဏ္ဍကိုဆွေးနွေးခဲ့ပြီးရှေ့ဆက်ဆောင်ရွက်ဖို့လုပ်ငန်းစဉ်တွေကိုလည်းချမှတ်ခဲ့တယ်လို့သိရပါတယ်။မွန်ပြည်နယ်ကမြို့ဆယ်မြို့နယ်ကိုအခြေပြုပြီး ရည်ရွယ်ချက်တူဘဝတူတော်လှန်ရေးအင်အားစုတွေစုစည်းကထိရောက်တဲ့မွန်ပြည်ဖက်ဒရယ်ယူနစ်တရက်ပေါ်ပေါက်ရေးအတွက်တော်လှန်ရေးမွန်ပြည်ချက်တာတရက်ရေးဆွဲတွားဖို့ညီလာခံမှာဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ် MSFC အနေနဲ့တိုင်းနာတော်လှန်ရေးအဖွဲ့အစည်းတွေ EOS တိုင်းနာဖက်ဒရယ်ယူနစ်တွေနဲ့တခြားသောဒီမိုကရေစီအင်အားစုတွေနဲ့ပူးပေါင်းပြီးတည်နယ်အားကောင်းရေးမှပြည်ထောင်စုအားကောင်းရေးကိုဥတည်တဲ့ ဘော့တမ် app federalist နဲ့ account ထဲပေါ်နိုင်ရေးကြိုးပမ်းဆောင်ရွက်တွားမယ်လို့ဆိုပါတယ်။ဒါကတော့မွန်လူမျိုးတွေအတွက်အားရစရာတည်ငြိမ်ပဲဖြစ်တယ်။ကျွန်တော်တော်လိုင်းရေးမှာ ARD တိုင်းနဲ့မွန်ပြည်နယ်ဟာတော်လိုင်းအင်အားတွေနည်းတယ်လို့ဝေဖန်နေပြောဆိုမှုတွေအတွက်လက်ရှိ ARD တိုင်းမှာဆိုလဲနော်တိုင်းတပ်ဖွဲ့တွေအားလုံးဟာ ARD အတွက်လုံးရင်းနဲ့ဝင်နိုင်ဖို့စ조사နေတယ်တည်ဆောက်နေတယ်ပြင်ဆင်နေကြတယ်လို့လက်ရှိမွန်ပြည်နယ်အတွက်လဲအာဏာရှင်စနစ်အမြင့်ပြည့်ရေးအတွက်မွန်ပြည်နယ်မှာစစ်အာဏာရှင်စနစ် ထုတ်ငင်းပြီးတော့ Federal Democracy ရရှိဖို့အတွက်မွန်တိုင်းရင်းသားအင်အားစုတွေလည်းနိုင်တဲ့နေရာကဝင်စော်နေပါပြီအားလုံး fighting မှာကျွန်တော်တို့ရဲ့အောင်ပွဲမကြခင်ရောက်လာတာဟုတ်ကဲ့နောက်ထပ်တည်နှဖို့ကတော့ကြံ့ခိုင်ရေးပါတီရဲ့အခက်အခဲတွေကိုရင်ဖတ်တူတဲ့တူတွေနဲ့ရှစ်ဆက်မယ်လို့ပြောထားတဲ့တည်နှဖြစ်တယ်အဲ့တော့အားလုံးတိတဲ့အတိုင်းပေါ့ကြံ့ဖို့ပါတီဆိုတာကစစ်ဘိုလ်ချုပ်တွေပေါင်းပြီးချုပ်ပြီးတော့ဝင်ရောက်ပြီးတော့ပစိုးဝိတိုက်ပုံဝိထားတဲ့ပါတီပဲဖြစ်တယ်အဲ့တော့ရင်ဖတ်တူတွေနဲ့ရှစ်ဆက်မယ်ဆိုတော့ ဒါကတော့ဒါပါပဲပေါ့နော်တခိုးတခိုးချင်းသေပေါ်ညှိတယ်တဘောပါပဲဒီတထင်းလေးကိုလည်းပြောပြပါမယ်ခမားတို့ဆဲလို့ရအောင်လို့အခက်ခဲတွေကိုအပြန်လန်ဖြေရှင်းပြီးရင်ဘတ်တူတွေရှစ်ဆက်ဆောင်ရက်သွားကြမယ်လို့ကြန့်ခန့်ရေးပါတီအမျိုးသမီးရေးကတာဝန်ခံကပြောပါတယ်ဇွန်လ15ရက်ကကြန့်ခန့်ရေးပါတီရဲ့ဗဟိုတွင်းရင်မှုအမျိုးသမီးရေးကတာဝန်ခံဒေါက်တာဆန်းဆန်းနွယ်ကရန်ကုန်တိုင်းကအမျိုးသမီးတွေနဲ့တွေ့ဆုံပွဲမှာပြောခဲ့တာလို့ပါတီကထုတ်ပြန်ပါတယ်အမျိုးသမီးများဒီနေရာတိုင်းအဖွဲ့အစည်းတိုင်းတွင်ပါဝင်လျက်ရှိကြောင်း တီသူကိုစီယုံရာတွင်လဲပါတီကိုမဟုတ်ပဲတီသူကိုအကျိုးပြုမိပါတီကိုရွေးချယ်တတ်ဖို့တီသူများတိရှိနားလဲသဘောပေါက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းအမျိုးသမီးများအနေဖြင့်အားမငယ်အားငယ်ဖို့မလိုပဲပါတီဝင်တိုင်းဒီခေါင်းဆောင်များဖြစ်ကြောင်းအမျိုးသမီးတို့ရဲ့အခက်အခဲတွေကိုလမ်းညွှန်ပေးဖို့အတွက်အားလုံးအတူပူးပေါင်းဆောင်ရွက်တွားရန်လိုအပ်ပါကြောင်းအခက်အခဲတွေကိုအပြန်အလှန်ဖြေရှင်း၍ရင်ဘတ်တူတူများရှစ်ဆက်ဆောင်ရွက်တွားကြမည်လို့ပြောခဲ့ပါတယ်စစ်ကောင်စီကရွေးကောက်ပွဲ ်လုံမယ်လို့ပြောပြီးနောက်ပိုင်းကြမ်းခိုင်ရေးပါတီဟာနယ်မြေစင်းတွစ်ဆုံတာနဲ့စီယုံရေးလုံနေတာတွေတွေ့ရပါတယ်ကဲဒါကတော့ကြမ်းဖို့ပါတီရဲ့တည်သူအပေါ်ကိုစအုပ်ဆုံးဖျားခင်းတဲ့အကွက်ကလေးပါပဲနော်2021အာနာတိန်ဖို့မှာကြမ်းဖို့အပါဝင်21ပါတီကမင်းအောင်လှိုင်ကိုအားပေးအမြောက်ပြုပြီးတိန်ငိုင်းခဲ့တယ်ဆိုတာအားလုံးအထိပဲဖြစ်တယ် ဒီအာနာတိတ်မှုကိုပြည်သူတွေမခံနှံ့ရက်နိုင်မဲ့လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာခမားတို့အားလုံးအမြင်ပဲဖြစ်တယ်လမ်းပေါ်မှာလူအုပ်ကြီးပြေသွားတဲ့အချိန်စစ်တပ်ကရရက်ဆက်ဆက်လက်နက်မရှိနဲ့စီကန်းတပြဒီမိုကရေစီလေးစားလိုက်နာစွာနဲ့ငြိမ်းချမ်းစွာစီတန်းလှည့်လေဆန္ဒပြတဲ့သူကိုပြစ်တတ်တဲ့အချိန်လုံးကအဲ့ဒီပြည်သူပြည်သူတို့အော်တဲ့ပါတီတွေဘယ်ကြောင်ရောက်နေခဲ့လဲမင်းအောင်လှိုင်ကရွေးကောက်ပွဲလုပ်မယ်ဆိုပြီးသူ့ရဲ့ ရုံမှာရက်ဆက်မှုတွေရဲ့ထွက်ပေါက်ဖြစ်ရွေးကောက်ပွဲကထွက်ဖို့လဲကြံကြံအောင်ထိုင်ကုန်တလုံးရမလားလို့နီးရခုံကောက်ဆွဲပြီးတော့ပြည်သူပြည်သူဆိုတဲ့စကားကိုအရှက်မရှိပြောတဲ့ပါဇက်ပေါက်တွေအတွက်အခုလာမဲ့မင်းအောင်နိုင်ရွေးကောက်ပွဲဟာပြည်သူလုံးဝလက်မခံဘူးဆိုတာကိုသူတို့တွေကစန့်ကျင်တာပဲအဲ့တော့အဲ့ဒီပါဇက်ပေါက်တွေဟာပြည်သူကိုဘလောက်ပဲပြောပြောသူတို့ရဲ့လောက်ရကတော့ပြည်သူလက်မခံတဲ့ရွေးကောက်ပွဲကိုပါဝင်ပြီးလုပ်ပြီးဆိုတဲ့ဒါဟာပြည်သူကိုစန့်ကျင်တာအဲ့တော့ရှင်းရှင်းပြောရရင်တော့နိုင်ငံရေးကို ခွေးသိုးပေါက်ကဝင်ပြီးတော့တိုင်းပြည်ရဲ့အာဏာကိုလိုချင်တဲ့အောက်တန်းစားတွေကိုကျွန်တော်တို့ပြည်သူတွေကတော့ပြက်ပြက်သားသားစန့်ကျင်ဖို့ရည်ကြီးပါ။ဟုတ်ကဲ့နောက်ထပ်သတင်းလေးတစ်ပုဒ်ကတော့လူဦးရေ၄000ခန့်စစ်ဘေးရှောင်နေရတဲ့သတင်းပဲဖြစ်ပါတယ်။မိုးပြဲတိုက်ပွဲတွင်စကားစနဲ့တော်လှန်ရေးတပ်များထိတွေ့တိုက်ပွဲဖြစ်ပွားနေစေဖြစ်ပြီးလူဦးရေ၄000ခန့်စစ်ရှောင်နေရတယ်လို့ကရင်ပြည်ပြည်သူလွတ်မြောက်ရေးတပ်မတော်တိုက်ရင်ကိုလေးညစ်တစ်ကဆိုပါတယ်။မိုးပြဲဖက်တွင်နေ့စဉ်နဲ့အမျှစကားစတက်နဲ့ PNO ကဖေခုံမိုးပြဲဒီမော့ဆိုးတို့ စစ်တောင်းအပြင်းထိုးမှုကြောင့်ကျွန်တော်တို့ကလလတ6021တတ်ရင်အနေဖြင့်လဲတရင်မှုဥဆောင်မှုဖြင့်အခြားမဟာမိတ်တပ်ပေါင်းစုများနဲ့အတူပြည်သူများအထီးကိမ့်မရှိစေရအတွက်တက်ကာနေခြင်းဖြစ်ပါတယ်လို့အတီးပြုပြောဆိုပါတယ်နေစဉ်နဲ့အမျှလဲထိတွေ့မှုရှိပြီးပြည်သူများလဲဘေးလွတ်ရာတို့ရှောင်းတိန်နေရတီမှာလူဦးရေ၄000ကျော်ခန့်ရှိမယ်လို့ဆိုပါတယ်ခဲရံများလဲများစွာတဲ့လိုအပ်နေ၍တက်ရင်ပြည်မှာလာရောက်ဆက်တွယ်ထောက်ပို့ပါဝင်ကူညီနိုင်တဲ့အကြောင်းကိုလဲမြစ်တာရက်ခံထားပါတယ် เนาะအဲ့တော့တိုက်ပွဲတစ်ခုဖြစ်တယ်ဆိုရင်တိုက်ပွဲဖြစ်တဲ့ area ကိုပဲပြည်သူကစစ်ချောင်းနေရတာမဟုတ်ပါဘူးစစ်ကောင်စီစစ်ချောင်းထိုးတဲ့ area တောက်လျှောက်ကိုပြည်သူကစစ်ချောင်းနေရတာအဲ့တော့အကြမ်းဖက်အကြမ်းဖက်လို့ခမရတို့ကြိုက်တဲ့လောက်လက်ကောင်းထွက်အောင်ပဲ on နေပါစေတကယ်အကြမ်းဖက်ကဘယ်အဖွဲ့အစည်းလဲဆိုတာမြေပြင်မှာဖြစ်ပေါ်နေတဲ့အဲ့ဒီပကတိအချစ်တရားတွေကငင်းလို့မရပါဘူး နော်စစ်ကောင်စီအနေနဲ့အာ CRPH အကြမ်းဖက် PD ရဲ့အကြမ်းဖက် NUG အကြမ်းဖက်နော်စစ်ကောင်စီဘောမှနေဆိုတော့ဒီလိုပဲသတင်းကြေညာရင်ဒီအကြမ်းဖက်တောင်းကျမ်းလူဆိုစကလုံးနဲ့ကြွကြွညာအောင်အော်နေကြပြီမဲ့တကယ်တိုင်းပြည်နဲ့ပြည်သူကိုအကြမ်းဖက်တာဘာတူလဲဟုတ်တယ်မလားဒါအားလုံးနဲ့တိပါတယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေဟာပကတိအရှိတရားကိုတော့ညာလို့မရဘူးဆိုတာလူတိုင်းတိဖို့ပြတ်တာဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့လူမှုဒပိတ်တိုက်ပွဲဥဆောင်ကောမဒီတို့ထောက်ပံ့ငွေများပေးအပ်ခဲ့တဲ့သတင်း ဝက်လက်မျိုးနဲ့အတွင်းကြီးအကြမ်းဖက်စစ်တပ်မှလေကြောင်းတိုက်ခိုက်ခံခဲ့ရတော့ပြည်သူများတို့အမျိုးသမီးမဟာမိတ်အင်အားစု WAB နှင့်ဝက်လက်မျိုးနဲ့လူထုတပိတ်တိုက်ပွဲဥဆောင်ကော်မတီတို့ထောက်ပံ့ငွေမြန်ပေးရခဲ့တယ်လို့သိရပါတယ်အတက်ဆုံးရှုံးခဲ့ရတော့ပြည်သူများတို့တဦးလင်နှစ်သိန်းကျပ်ထိခိုက်ဒဏ်ရာရပြည်သူများနဲ့အိုးအိမ်ပျက်စီးသွားတော့ပြည်သူများတို့တဦးလင်တသိန်းကျပ်တေဆုံးပြည်သူ၈ဦးထိခိုက်ဒဏ်ရာရပြည်သူ၂၂ဦးအိုးအိမ်ပျက်စီးဆုံးရှုံး၈ဦးတို့ တွားရောက်ထောက်ပံ့ပေးအပ်ခဲ့တယ်လို့တည်ရပါတယ်။နော်ဒါကတော့ပြည်သူကနေပြည်သူပဲကြည့်ရမယ်အနေထားပါ။လက်ရှိကျွန်တော်တို့တိုင်းပြည်မှာအားလုံးတည်တဲ့အတိုင်းပဲနော်ကျွန်တော်တို့ဘယ်တိုင်းတစ်ပါးမှလည်းပြည်သူအတွက်ထိရောက်တဲ့အကူအညီဆိုတာဒီနေ့ချိန်ထိရောက်လာတာမဟုတ်တဲ့အတွက်ပြည်သူအားလုံးရဲ့အခက်အခဲတွေကိုနော်လုံနိုင်တဲ့ပြည်သူတွေကဝိုင်းဝန်းကူညီကြတာပဲဖြစ်တယ်။ဒါကြောင့်မလို့တုလက်ကိုလက်မခွဲခြားမနဲ့တယောက်တစ်လက်နဲ့နိုင်တဲ့နေရာကနေဝိုင်းလို့ဝိုင်းထမ်းကြဖို့အရေးကြီးပါတယ်။ ဒီစနစ်ဆိုးကိုကျွန်တော်တို့ခန့်မြန်အမြင့်ဖြတ်နိုင်လို့ရှိရင်တော့ဒီဒုက္ခတွေအလုံးထွက်ပေးပါမယ်။နောက်ထပ်သတင်းတော့ကတော့ရန်ကုန်ပြည်ကားလမ်းပေါ်ကစစ်ကောင်စီစခန်းတွေကိုတော်လန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပဲခူးတိုင်းတာဝတီခိုင်မင်းလမြို့နယ်ရှိရန်ကုန်ပြည်ကားလမ်းပေါ်တွင်စစ်ကောင်စီစခန်းကိုတော်လန်ရေးပူးပေါင်းတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။မင်းလနဲ့စစ်ကွင်းအထွတ်ရန်ကုန်ပြည်ကားလမ်းပေါ်ကြီးစစ်ကောင်စီစခန်းတွင် ယမန်နေ့ဇွန်16ရက်ညနေ4နာရီအချိန်ခန့်တွင်အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားပြီးတိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရတယ်။ G1 G2 အရာရှိတွေပါသေတယ်။အရေးပေါ်ဆေးရုံပွင့်ရတဲ့စစ်သားတွေတဲ့အချိန်တွေမကောင်းဘူး။အရက်သားအိမ်စည်းကထိမှန်သွားတာလည်းမှန်ပါတယ်။တိုက်ပွဲဖြစ်နေလို့မသွားဖို့တားပါသေးတယ်။ဒီကြားထဲကတက်သွားလို့ RPG ထိတွဲတာပါဟု Underground News တွင်ဖော်ပြထားသည့်တိုက်ပွဲတွင်စစ်ကောင်စီဘက်မှတေဆုံးမှုများပြားပြီးတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးကောင်စီမှ ဘုံမှုဇော်မျိုးဝင်းနဲ့အုပ်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတို့တေဆုံးသွားကြောင်းဒေတာတွင်တင်ပြမြင့်ကဖော်ပြထားပါတယ်။နော်ဒါကတော့တိုက်ပွဲတွေဖြစ်တဲ့ဒေတာတွေမှာတတိထားဖို့လိုအပ်ပါတယ်။ခင်ဗျားတို့အချိန်မှတိုက်နေတဲ့ရဲဘော်တွေကနော်ဖင်ရားပြီးတိုက်နေကြတာမဟုတ်ဘူးဗျာ။တခါကြီးကြလို့ရှိရင်ချွတ်တလေကတော်တော်စကားပြောရတာလက်ပေါက်ကတ်တယ်။နော်အောက်မှာတနက်ကန်ပြီး PDF တွေနေရာမှာတွားကိုချင်းစာကြည့်ပါ။နော်လက်ခရရတာမဟုတ်ဘူးစားတာကဟင်းကောင်းနဲ့စားရတာမဟုတ်ဘူးအိတ်တာက နော်မွေးရပေါ်မှာအိတ်ကတာမဟုတ်ဘူးနေရတာကအဲကွန်းခန်းထဲမှာနေရတာမဟုတ်ဘူးသူတို့ကဘလူးမှန်နဲ့ခိုင်းထားတာမဟုတ်ဘူးနော်စစ်ကောင်စီတက်လို့မျိုးအတင်းအဓမ္မစစ်မှုထမ်းပြီးလုပ်နေရဆိုတမျိုးသူတို့အတိစိတ်နဲ့သူတို့ဒီအာဏာရှင်စနစ်ဆိုးအမြင့်ဖြတ်ဖို့အတွက်သူတို့တွေအတက်ကိုစည်သေးပြီးလုပ်နေကြတဲ့အနေမှာမကူညီနိုင်အောင်သူတို့အနှောက်ယှက်ဖြစ်တဲ့ဖြစ်စင်မဲ့အရာမျိုးတော့မလုပ်တင်ဘူးเนาะအဲ့တခုရှိတာပေါ့ကိုကစစ်ကောင်စီဘက်ကိုအားပေးတဲ့သူဆိုရင်တော့လေဒါကစကားနဲ့ထည့်ပြောစရာအကြောင်းတော့မရှိဘူးเนาะဒါကြောင့်မို့လို့သက်ဆိုင်ရာဒေတာတွေမှာတခုရှိတာက ကျွန်တော်တို့နယ်မြေတိုင်းမှာရှိတဲ့ PDF တွေဆိုတာမပေါင်းတစ်ထောင်နဲ့ဖွဲ့စည်းထားတာကိုကောင်းတဲ့ကိုစိတ်ကြိုက်ဖြစ်တဲ့ရှိတဲ့အဖွဲ့ရှိသလိုစိတ်တိုင်းမကျတဲ့အဖွဲ့လည်းရှိမယ်ဒီပေါ်မှာတော့ကျွန်တော်တို့အားလုံးခြုံပြီးတော့နားလည်ဖို့လိုအပ်တယ်ချို့တင်ကြတော့ကိုရော data မှာရှိတဲ့အဖွဲ့လောက်ကြည့်ပြီးအာ PDF တွေဘာဖြစ်တယ်ဆိုတဲ့စကားကိုပြောတာတွေတွေ့ရတယ်ဒါတွေကကျွန်တော်တို့ကအမြင်ချင်းမြောင်းတဲ့အမြင်တွေပါဒါကြောင့်မို့လို့ကျွန်တော်တို့ပြောမယ်ဆိုရင်အားလုံးကိုခြုံပြီးကြည့်ရမယ်နိုင်ငံအတွက်ကြည့်ရမယ်เนาะဒါလေးကိုတော့အားလုံးသိဖို့လိုအပ်ပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကတော့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကနေအင်အားအလုံးအင်းနဲ့ခံစစ်ပြင်းနေတဲ့တည်မဖြစ်တယ်တော်လှန်ရေးစကားစားဒီကောင်တွေပြစ်ပြေးပါကွာလို့ပြောခဲ့တဲ့တူတွေဘောဟာအခုချိန်ကျတော့တိတိကျကျဘန်ကာတွေတီဆောက်နော်တိုင်းပြည်ဘန်နာတွေနဲ့ကနုတ်ကြီးတွေတူပြီးလို့ရှိရင်ရန်သူလာရင်ပြစ်ဖို့အတွက်ကြောက်လန့်ပြီးတော့နေရတဲ့ဘောဟာကိုရောက်လာပြီအဲ့ဒါတော်လှန်ရေးအောင်မြင်မှုပြရုပ်ပဲဗျာ စစ်ကောင်စီအင်အားအပြည့်စစ်ရင်နံ၁၂စီးတီပြီးခဲ့တဲ့ဇွန်လ၁၅ရက်နနေ့ပိုင်းကအတုံမြို့ကိုဖြတ်၍ငတိုင်းချောင်းမြို့အနီးထိစစ်ရင်နံများဝင်ရောက်တွားကြောင်းဒေသခံများထံမှတိရပါတယ်အမြောက်တက်ကြပြီးဂွားဘက်ကနေပါအေတပ်ဖွဲ့တွေဝင်လာမှဆိုးတဲ့အတွက်ရေနက်နာစစ်စေးရေးဂိတ်ကိုအင်အားအလုံးပို့ပြီးစစ်ခံစစ်ပြင်းနေတယ်အမြောက်တက်သေးကိုလေလူအင်အားတွေထပ်ပို့နေတာရှိတယ်။လေချောင်းပစ်ကူလေတောက်လျှောက်ပေးနေတယ်ဟုသတင်းရင်းမြစ်ကပြောတယ်။ရေကြီးအမြောက်တက် အမတ်တ3လေးလေးမှနေ၍လက်နက်ကြီးငယ်များကြုံပြော်တို့အေးပေါ်ရွှေ့ပြောင်းပြီးတဲ့နောက်ရင်းနှက်တာစစ်စေးဂိတ်အတွင်ပါခံစစ်ပြုတ်လောက်လာခြင်းဖြစ်တယ်ငတိုင်းကျောင်းနှင့်ရခိုင်ခွားလမ်းပေါ်ကြီးအမြောက်တပ်3လေးလေးတဝိုက်စစ်ကူလာသည့်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးရင်းနှက်တာဂိတ်ကိုပါယမန်နေ့ကလုံခြုံရေးအင်အားတိုးမြှင့်လိုက်ကြောင်းတိရတယ်စစ်ကောင်စီနှင့်ကြေးရအုပ်ချုပ်ရေးမှူးများပူးပေါင်းက အခြေခံစားတောက်ကုံတည်ယူခွင့်ကိုလည်း၎င်းတို့ထောက်ခံစာဖြင့်သာတည်ယူဖြတ်တန်းခွင့်ပြုပြီးစားတောက်ကုံများအာရခတက်တော် AA ထံရောက်ရှိတွားမိကိုစိုးရိမ်ပြီးဒေတာခံများကိုတားမြစ်ပိတ်ပင်မှုများပြုလုပ်နေကြောင်းသိရပါတယ်ကြောက်တယ်တားကြောက်တာ နော်ဟမ်မင်းတို့ AA လကားပါကွာပြောခဲ့တာသူတို့ပဲအခုတော့အဲ့ဒီ AA လာမောက်သိမလောက်ကြောက်ကြတယ်သူတို့ပဲရခိုင်တွားရမယ်ဆိုယောက်ျားကြီးတံမဲ့စစ်သားကြီးတို့ပြောပြီးချုံမွှေးချငိုတာလည်းသူတို့ပဲနော်အဲ့တော့ပြောလိုက်လို့ရှိရင်တော့အမိတ်ပေးလို့ ပြီးရင်ရုပ်မှန်တဲ့ရုပ်မှန်တာလည်းသူတို့ပဲအဲ့တော့တို့ကောင်မျိုးတွေကိုကျွန်တော်တို့ကတနာเสียအကြောင်းရှိလားအရှုံးပေးเสียအကြောင်းရှိလားဒါပဲအဲ့ဒါလေးပဲစဉ်းစားပါเนาะကျွန်တော်တို့တွေကအကျိုးစီးပွားတွေထိခိုက်မှဆိုးတဲ့နောက်မှာဒီလူယုံမာတွေကတိုင်းပြည်ပေါ်ယုံမာခြင်းနဲ့ယုံမာခွင့်ရနေတာအဲ့တော့ဒီတပွဲကတော့ကျွန်တော်တို့အပြက်ဖြတ်ကမယ်ပွဲပါအကြောက်တရားတွေနှစ်ပေါင်း60လောက်အကြောက်တရားနဲ့6ချားခဲ့တဲ့အကျိုးဆက်ကငါတို့တွေမျိုးတုံးခဲ့ရကူပါပြီအခုတကထပ်ပြီးတော့နောက်ထပ်နှစ်ပေါင်း60လောက်အကြောက်တရားနဲ့ငါတို့6ချားအောင်မှလာနိုင်နေတဲ့ပွဲကို ခါလည်းပြောင်းဖြတ်ကြမလားဆိုတာတော့အလုံးစဉ်းစားစေချင်တယ်စိတ်သက်ကြစရာပဲတွေးနေမယ်ဆိုရင်တော့အစအတည်းကတော်နိုင်ကြီးလှုပ်လို့တော့မရဘူးဟုတ်တယ်မလားဒါလေးကိုတော့သဘောပေါက်စေချင်အားလုံးဟုတ်ကဲ့နောက်ထပ်ဒီနှစ်ဘောကတော့အာနာနဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတူစီးတဲ့လေကြီးကိုငှားရမ်းထားရနေတိုင်းပြည်ဗန္နာနဲ့အပြတ်ဝယ်ယူလိုက်တဲ့ဒင်းမဲ့ဖြစ်တယ်ဒီနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာမင်းအောင်လှိုင်ကအမေရိကန်နိုင်ငံ Aviation Capital Group ထံကငှားရမ်းထားတဲ့ Airbus အမျိုးအစား A319 115 MSN 5193 Leyin HY KLA KLKO ALKO American Dollar တန်း60နီးပါးနဲ့ဝယ်ယူလိုက်တာဖြစ်ပါတယ်အဲ့ဒီလေရင်ဝယ်ယူမှုမှာအဓိကအမိခံပေးထားတာလေရင်ကိုနိုင်ငံတကာလေပိုင်နက်မှာအရက်ဖက်လေရင်အဖြစ်ပြန်တန်းခွင့်ရှိအောင်လှုပ်ဆောင်ပေးတာလေရင်ကိုထိမ့်သိမ်းမှုအတွက်တာဝန်ခံလှုပ်ဆောင်ပေးနေသူတူရှိပါတယ်မင်းအောင်လှိုင်တဲ့မိသားစုအတုံးပြုဖို့ဝယ်ယူလိုက်တဲ့လေရင်ကို MAI ခေါ်အပြည်ပြည်ဆိုင်ရာမြန်မာလေချောင်းလှိုင်းက နာမည်ခံပေးတာလည်းဖြစ်ပါတယ်။ MAI ရဲ့ပိုင်ရှင်ကတော့မင်းအောင်နှံရဲ့မြောက်စားမှုနဲ့ကြီးပွားလာနေတဲ့စစ်တပ်ခရိုနီ24 hour company ပိုင်ရှင်ဖြစ်တဲ့အောင်အောင်ဇော်ပဲဖြစ်ပါတယ်။နော်စဉ်းစားကြည့်ပါ။ဒေါ်အောင်ဆန်းစုကြည်ရဟရင်ကိုငှားပြီးတော့အချိန်ပြည့်အတုံးမပြုတ်လို့တဲ့နော်။တကယ်အမှုဖွင့်ပြီးတော့ထောင်ချတယ်အဲ့လိုရဟန်းရင်ကိုတိုင်းပြည်အတွက်အရေးပေါ်အခုလိုငလင်ပေးလို့မျိုးမှုန်တိုင်းပေးလို့မျိုးဖြစ်နိုင် ်အရေးပေါ်ပြန်တမ်းပြီးလိုအပ်တဲ့နေရာတွေကိုစားနပ်ရိက္ခာဘာညာပို့အောင်တိုင်းပြည်ရဲ့အကြီးပိုင်းတွေလိုအပ်တဲ့နေရာကိုအရေးပေါ်တွားလာလို့ရအောင်မဝယ်နိုင်လို့လူကောင်းဆောင်ကရဟန်းယုံငှားယမ်းထားတာအဲ့ဒီငှားယမ်းထားပြီးပတ်စံပေးထားပြီးတော့အကျဉ်းရင်ပြည့်အောင်မစည်းလို့ဆိုပြီးတော့အမှုဖွင့်ပြီးတော့အရေးယူတဲ့ကောင်ကတိုင်းပြည်ရဲ့ဘတ်ဂျက်နဲ့ဒေါ်လာသန်း60နီးပါးတန်နဲ့လေရင်ကြီးကိုဝယ်ပြီးတော့တူထွက်ပြေးလို့ရှိရင်အစင်းနဲ့ဖြစ်အောင်လို့ဝယ်ထားတာစဉ်းစားကြည့်နော်မင်းအောင်နိုင်လေရင်ဝယ်တဲ့ယူရချက်ကရှင်းရှင်းလေးပဲ ်ချင်းနေရမကောင်းဘူးဘီလာရုတ်ကိုပြင်းမလားရုရှားကိုပြင်းမလားတရုတ်ကိုပြင်းမလားတရုတ်ကတော့လက်မခံဘူးကျင်းနေတယ်နော်အဲ့တော့တရုတ်နဲ့ပတ်သက်လို့သူတို့စစ်တပ်ထဲမှာပြောတဲ့စကားတော်ရှိပါတယ်ဟိုလေပဲရှိတယ်ရေမရှိဘူးတဲ့တရုတ်ကသူတို့ထောက်ခံတယ်ဆိုရင်မဲ့လေနဲ့ပဲထောက်ခံတာအနောက်ကဘာမှပါမလာဘူးဆိုတဲ့စကားပုံတော်ရှိတဲ့အတွက်မင်းအောင်လှိုင်အနေနဲ့တရုတ်ကိုပြေးဖို့ဟာတော့ဘလို့မှမဖြစ်နိုင်ဘူး။ဘာလို့ဆိုတော့မင်းအောင်လှိုင်ကိုတရုတ်ခေါင်းဆောင်ကလည်းလူရတွင်းတာမှမဟုတ်တာကြီးကို။ဟိုသူတို့ကမှရုရှားမှာတွေ့ခွင့်လေးရတာ။နော်နိုင်ငံတကာဒီပိုလန်စီ ပိုလန်စီမံကိန်းနဲ့နိုင်ငံကခေါင်းဆောင်တွေခေါ်တဲ့အချိန်မှာမင်းအောင်လိုက်ခင်ဗျာသူ့ကိုတရုတ်ခေါင်းဆောင်ကတွေ့မယ်မယ်ထင်ထားမိမယ်လုံးဝတွေ့ခွင့်မရလိုက်နေမှာအချက်တွေကွဲအကျိုးနဲ့ဖြစ်ခဲ့ရကူပါပြီအဲ့တော့တရုတ်အနေနဲ့ကတော့မင်းအောင်နိုင်ကိုလုံးဝလက်ခံမှာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ချင်းချင်းပြောရင်အခုရက်ဆာနဲ့တရုတ်ဟာမင်းအောင်နိုင်ကိုဆက်ဆံနေဆိုတာကအာနာသိမ်းထားတဲ့ခေါင်းဆောင်ဖြစ်နေလို့ပါအဲ့ဒါကိုမယုံလို့ရှိရင်မင်းအောင်နိုင်နေရာမှာခွေးတကောင်အမီးဖြတ်ပြီးတော့မင်းအောင်နိုင်ရဲ့ကာကွယ်ဦးစီးချုပ်ဝစ်စုံဝစ်ပေးလိုက်ကြည့်ပါအဲ့ဒီခွေးကိုအဲ့ဒီနိုင်ငံကြီးရဲ့ဆက်ဆံပါလိမ့်မယ် နော်မင်းအောင်လှိုင်ဆိုတဲ့ဂုံပုတ်ကိုလက်ခံပြီးတော့ဆက်ဆံနေတာမဟုတ်ဘူးအာနာတိန်သားရဲ့ခေါင်းဆောင်အာနာတိန်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေလို့လက်ခံတာပါအဲ့တော့မင်းအောင်လှိုင်ထွက်ပြေးမဲ့နေရဘီလာရီလိုပဲရှိပါတယ်ဟိုမှာလည်းပြင်ဆင်ထားပြီးကြားတယ်အဲ့တော့အောက်မှာရှိတဲ့ဘောမတွေဘောစုပ်တွေဘောဟောင်းတွေဘောကြိုက်တွေကတော့ကိုဘောကကိုစဉ်းစားထားကြပေါ့မင်းအောင်လှိုင်ကတော့လေရင်ဝယ်ပြီးပြေးဖို့အတွက်အစင်နဲ့ပြင်ဆင်နေပြီး နော်ကဲဒီနေ့တင်းတွေကိုစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့ညီကိုမောင်တို့ကတူးတူတယောက်ချင်းဆိုင်ကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းကျွန်တော်တို့အချိန်ရရင်ရတယ်လို့အခုလိုတင်းအတူထွားတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာ